ိကတော့ဝိုင်းတို့ဒီငန်လင်းလောက်တော့ဆိုလဲဝိုင်းရတာဟိုပါပေါ့ရိုက်ကူးရေးနဲ့ပင်းတရားမှာရောက်နေတာဆိုတော့ပေါ့နော်ပင်းတရားမှာလည်းတော်တော်လေးအဲ့လိုမျိုးငန်လင်းတဲ့ခံလိုက်ရတာပေါ့နော်အိမ်ကိုလည်းဖုံးဆက်လို့မရဝိုင်းကအိမ်မားကြတော့အမားရဲ့အမားရေရောပြီးတော့အဖေရောကမန္တလေးမှာပဲနေရဆိုတော့ပေါ့နော်ခါကြတော့ဝိုင်းတို့အိမ်ကလည်းလို့အတွင်းထဲရေအကုန်အပ်ကုန်တာပေါ့ပြီးတော့လူရေချိုကန်းအိမ်နာဘက်တွေဆိုလဲပြူတာပေါ့အဲ့လိုမျိုးရှိရဲပြီးတော့ဝိုင်းတို့တအိမ်ကျော်ဆိုလို့ရှိရင်လည်းအဲ့လိုပြူတာပေါ့နော်အိမ်ကျွန်တော်အိမ်ကလည်းနည်းနည်းထိခိုက်သွားတယ်ပေါ့နော်ထိခိုက်သွားတယ်အိမ်မားကအကိုလေးများရှိရဲပြီးတော့နောက်အမေအမေဖေကကန်ကောင်းကျင်တော့ ရန်ကုန်လာခြင်းနဲ့ဆိုပြီးတော့ပြောလို့အဲ့ဒါခေါ်လိုက်တယ်အဲ့ဒါ၃ရက်လောက်နေပြီးတော့ဖြစ်တာပဲတမိုးရှိတဲ့ချိန်တွေတဲ့ရှင်တန်လို့ရှာယုံခံကြဟိုကိုရိုင်းတော့ရအောင်တော့သွားတယ်သွားပြီးတော့ဒါအပိစကားလေးတော့ပြောဖြစ်တာပေါ့เนาะအဲ့တော့ဟိုဒါအကုန်လုံးကလည်းတူတူပါပဲခန်းစားရတာချင်းအကုန်လုံးလည်းတူတူပဲဆိုတော့ပေါ့เนาะအဲအတင်းထားပါလို့ပဲပြောနိုင်တာပေါ့ဟုတ်ဟုတ်တကယ်သွားပြီးသွားတဲ့လူတွေလည်းတကယ်ကျေးဇူးတင်တယ်ပြီးတော့ဒေါက်တာကယ်ဆယ်ပြီးအခုညီပေးတဲ့သူတွေလည်းတကယ်လည်းလေးစားတယ်ကျေးဇူးလည်းတင်တယ်ဒါ ဟိုမလုံနိုင်တဲ့အလုပ်ကိုလုပ်ပေးတာဆိုတော့လေအဲ့တော့ဟိုထပ်ပြီးတော့လေဟိုဒီကနေပြီးတော့ဗောနော်ဒါအားပေးစကားလည်းထပ်ပြောချင်ပါတယ်ဟိုအာတင်းထပါလို့ဟုတ်အဲဒီနေ့ကကျွန်တော်တို့ cancel gain ဆိုတဲ့ဒီ Canon Blast နဲ့ကျွန်တော်ရဲ့ FG ဗောနော် production ဒီ Amateur phone နဲ့ပူးပေါင်းပြီးတော့ရိုက်တဲ့ဇာတ်ကားကြော်ပွဲလေးပါဗျာဟုတ် အဲဒီကားရဲ့မှာကြတော့ဝိုင်းရကြတော့ပေါ့နော်အဲတခါမှမမြင်ဘူးတဲ့ character မျိုးပေါ့နော်အဲငိုရဲဝိုင်းတို့တွေကအလိုတယုတ်ဆောင်နေဆိုရဲခါကြတော့ပေါ့နော်ကိုမရိုက်ဘူးတဲ့ပုံစံမျိုး character မျိုးတွေကိုဟိုအများသောအားဖြင့်အလိုလက်ခံကြရများတယ်ဆိုတော့ပေါ့နော်ဝိုင်းရဲ့ဒီကားရဲ့မှာဆိုလို့ရှိရင်လည်းအလိုတခါမှမမြင်ဘူးတဲ့ character မျိုးနဲ့ထပ်မြင်ရမှာပါကိုရင်းရတုနေရတာလင်မရပေါ့နော်ဟုတ်ကဲ့ဒါမှမမြင်ရဘူးဒါကိုလည်းပြောပြပါဘလို့ပုံစံမျိုးဖြစ်ဘူးဘလို့ပုံစံမျိုးဖြစ်မလဲဆိုတော့ဒါအခုညီမလေးပြောလို့ပဲ character ကတော့ ဟိုဟာလင်မယားပေါ့နော်ဂါရီတာနာမည်အထွန်းထွန်းဝင်ပေါ့အဲဒီကားထဲမှာကျွန်တော်လဲဟိုဘယ်လိုပြောမလဲဟိုကျမ်းဟိုအရှိကားရဲ့ထပ်ပို့ပြီးတော့ကျမ်းပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့တခါမှမလုပ်ဘူးသေးတဲ့ character မျိုးဖြစ်နေမယ်ပေါ့အဲ့လိုဆိုတော့လေလုံးဝအကျဉ်းကြီးအဲ့လိုဆိုတော့ဒါနှစ်ယောက်လုံးမောင်နှမနှစ်ယောက်ပေါင်းပြီးတော့စူးစမ်းအောင်ပေါ့အမေမဟုတ်ပါဘူးကိုဟင်းရဲ့သူ့ကိုတမန်ငငယ်ရဲ့အားပေးနေရပါလားမင်းကလေးမှနော်အဲ့တော့ငငယ်ရဲ့အားပေးဟုတ်တယ်သူနည်းကဟိုပါလေ ကျွန်တော်ဟိုညီလေးအဲ့ဝမ်းခွဲနေတယ်ဟုတ်တယ်တငယ်ချင်းတငယ်ချင်းတွေသူကဟုတ်တမီးတို့အထက်တန်းအကြောင်းတက်တဲ့အချိန်တော့ကကြာတော့ကိုရီးယားတို့က model လုပ်နေပြီအဲ့အချိန်မှာသူကအဲ့အဲ့လို model လုပ်တဲ့အကိုကြီးပေါ့အရင်မိုက်တဲ့အကိုကြီးပေါ့အဲ့လိုမဟုတ်ပါဘူးမဟုတ်မဟုတ်ပါဘူးခုတော့မဟုတ်တော့ဆိုသိပါပါပြောကြမလို့ပါခုတော့အရင်မိုက်တဲ့အကိုကြီးပြောပါ යි ခုတော့ခုတော့အရင်မိုက်တဲ့အကိုကြီးမဟုတ်တော့ပါဘူးနည်းနည်းပြောဖို့မဟုတ်ဘူးအေးအဲ့လိုပြောမှာတော့နည်းနည်းအသက်ကြီးလာတော့သူကအဲ့လိုငယ်တော့ငယ်တော့ကြာ အဲကျွန်တော်တော့မသိဘူးသူပြောပြတာ MO ကပေါ့ကိုကြီးတို့နဲ့ကြတော့အဲ့လိုဟိုအိမ်ကလန်လန်တော်တော်လေးအဲ့လိုမျိုးရောက်ကမှတူတယ်ဆိုတဲ့အခါကျတော့ကွာအဲ့မှာအဲ့လိုမျိုးသူကအဲ့လို model လုပ်တယ်ဆိုတော့အဲ့လိုပဲဘိုင်းတို့ဖြစ်တော့ model လုပ်တဲ့ကိုကြီးပေါ့ဆောလာပေါ့လာကြည့်ရအောင်အဲ့လိုမျိုးရရှိရပေါ့အဲ့တော့အဲ့တော့ငယ်သေးတော့အဲ့လိုတခြားမသိဘူးဆိုတော့ အော်အဓိကတော့ဝိုင်းတို့ဒီငလင်းလောက်တော့ဟာဆိုလဲဝိုင်းရတာဟိုပါပေါ့ရိုက်ကူးရင်းနဲ့ပင်းတရားမှာရောက်နေတာဆိုတော့ပေါ့နော်ပင်းတရားမှာလည်းတော်တော်လေးအဲ့လိုမျိုးငလင်းတန်ခံလိုက်ရတာပေါ့နော်ဒါပေမဲ့အဲ့လိုအလောက်ကြီးဖြစ်မယ်မထင်ဘူးအဲ့တော့ line တွေကလည်းပြက်နေတဲ့ခါကြတော့ပေါ့နော်ဒါပေမဲ့အဲ့လိုပြန်ပြီးတော့ line ရတဲ့အချိန်မှာပြန်ကြည့်လိုက်တဲ့အချိန်မှာလုံးဝမန္တလေးကလည်းအဲ့လိုပေါ့ဟိုလုံးဝအကုန်လုံးအဲ့လိုဇိုင်းတရားရဲ့ဆိုလဲပြိုကျတာမျိုးရှိရဲ့အဲ့တော့အိမ်ကိုလည်းဖုံးဆက်လို့မရဝိုင်းကအိမ်မားကြတော့အမရဲ့အမရေရောပြီးတော့အဖေရောကမန္တလေးမှာပဲနေရဆိုတော့ပေါ့နော်လုံးဝဖုံးဆက်လို့မရဘူးဖြစ်တယ်ပြီးတော့အဲ့လိုပေါ့အဲနောက်ထပ် ညနေလောက်မှလိုင်းပြန်မိရဲ့ခါကျတော့ဝိုင်းတို့အိမ်ကလည်းလို့အတွင်းထဲရေအကုန်အပ်ကုန်တာပေါ့ပြီးတော့လူရေချိုကန်းအိမ်နာဘက်တွေဆိုလည်းပြိုတာပေါ့အဲ့လိုမျိုးရှိရဲ့ပြီးတော့ဝိုင်းတို့တအိမ်ကျော်ဆိုလို့ရှိရင်လည်းအဲ့လိုပြိုတာပေါ့နော်အဲ့လိုမျိုးရှိရဲ့ခါကျတော့အဲဒီကြံမတိုင်ခင်မှာတော့ဝိုင်းအဲ့ အပရိုက်တာအဖွဲ့အင်းနဲ့ပေါ့နော် ပြီးတော့အဲ့မှာသွားပြီးတော့အလိုစကိုင်းဘက်တီစကိုင်းမင်းကွန်ဘက်ပေါ့နော်အဲ့ဘက်တီပြီးတော့မန္တလေးဘက်တီမှာအလိုအလိုလေးရေတော့လုတ်ဖြစ်ပါတယ်အဲ့ပြီးတော့အဓိကတော့ပေါ့နော်အဲ့တကယ်ကိုမြည်မြိုရောက်သွားတဲ့အချိန်ကျမှတိရပေါ့နော်ဟိုဖြစ်တော့ကအဲ့လိုစက္ကန့်ပိုင်းလေးကခဏလေးပဲလို့ထင်ရတာပေါ့နော်ဒါပေမဲ့ဟိုတကယ်ဖြစ်လဲဖြစ်ရောအကုန်ဆုံးရှုံးသွားတဲ့လူတွေအဲ့လိုမျိုးပေါ့နော်အများကြီးပဲတွေ့ရတော့အဲ့လိုမျိုးတကယ်လဲစိတ်မကောင်းဖြစ်တယ်ပြီးတော့အဲ့လိုမိုင်းလဲကိုရိုင်းသွားမှတိရဟုတ်တယ်အဲ့ကိုရိုင်းသွားလူရဲ့အချိန်ကျမှတိရပေါ့နော်အကုန်လုံးရဲ့အဲ့လို ချိန်တွေရှင်းတမ်းလို့ရှာယုံခံကြကျွန်တော်ကကြတော့ဘယ်လိုလဲဆိုတော့ဟိုပါဘောကျွန်တော်ဒီမှာရန်ကုန်မှာပြောင်းလာတယ်ဆိုပေမဲ့မန္တလေးမှာအိမ်ရှိသေးတယ်အိမ်ရှိသေးတော့အိမ်ကျွန်တော်အိမ်ကလည်းနည်းနည်းထိခိုက်သွားတယ်ပေါ့နော်ထိခိုက်သွားတယ်အိမ်မှာကဟိုပါဘောအကူလင်များပဲကြံခဲ့တာအကူလင်များရှိတယ်ပြီးတော့နောက်ဟိုအမေအမေဖေကကန်ကောင်းကျင်တော့အာအဲ့ငလင်မလုတ်ခင်မတိုင်ခင်၃ရက်လောက်အလိုမှာရန်ကုန်လာခြင်းနဲ့ဆိုပြီးတော့ပြောလို့အဲ့ဒါခေါ်လိုက်တယ် ခေါ်လိုက်ကံကောင်းသွားပါဘောနော်ကံကောင်းသွားခေါ်လိုက်တဲ့အချိန်မှာအဲ့ဒါခုဟောပေါ့သူကအမအမအိမ်မှာသွားနေ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 တော့အဲ့ဒါ၃ရက်လောက်နေပြီးတော့ဖြစ်တာပဲဖြစ်တော့အမေတို့ကတော့ဒါကံကောင်းသွားပါဘောဒါမှအိမ်မှာလည်းအပြည့်စည်ပါညာတော့ရှိတာပေါ့နော်အဲ့လိုအိမ်ကအကိုမေးကြည့်တာတော့သူတို့လူတော့မထီသွားဘူးပေါ့နော်အဲ့လိုတော့အိမ်အပြည့်စည်တော့ဘာညာရှိတယ်ပြောတယ်ဒါပေမဲ့မိမိကိုကိုယ်တိုင်မစင်းရပါဘဲကိုတက်နိုင်တဲ့ဘက်ကနေပြီးဒီမန္တလေးကအဲဟိုပါပေါ့ဟိုကြောင်းတိုက်ပေါ့ကြောင်းတိုက်ကအဲ့ဖုံဖုံနေလေခြေဟိုခြေရောက်တူလက်တူလေးပေါ့နော်ကြောင်းထိခိုက်သွား ြတ်သွားတယ်ဘုံဘုံလေးအတွက်ကျွန်တော်ဒီကနေတော့အလူခံပေးတယ်အလူခံပေးတော့ကျွန်တော်အသိန်း30လောက်တော့ရတယ်ပြီးတော့နောက်တစ်ခါကျွန်တော်ဒီမှာလဲအလူခံပြီးတော့တငယ်ချင်းနေနေပေါ့နော်နှုတ်ပညာမောင်မားတွေနဲ့အတူတူအလူခံပေးအလူခံသွားပြီးတော့တတ်နိုင်တဲ့ဘက်ကတော့လုတ်ပေးရတာပေါ့နော်အဲ့လိုဆိုရပေါ့ ကတော့ဗောနောဝိုင်းတို့လည်းဒါကိုရိုင်းသွားရကြအခုချိန်ကကြတော့ပြန်ပြီးတော့ဗောနောဒါဟိုပြန်လေထူတောင်ရေးကြီးလည်းပြန်ဆနေရဲ့အခါကျတော့ဝိုင်းတို့ကိုရိုင်းသွားရဲဆိုတာလည်းဒါဟိုအမှုပညာရှင်တွေသွားရဲဆိုရင်သူတို့ဒါဗောနောသူတို့စိတ်ထဲမှာလည်းဒါအာတက်တယ်ဗောနောပြောရရင်အဲ့လိုပေါ့အော်သူတို့ကိုလာပြီးတော့အစာနာပါလားဆိုတဲ့ပုံစံမျိုးလေးလည်းဖြစ်တဲ့အခါကျတော့ဝိုင်းတို့လည်းအဲ့လို ဟိုကိုယ်တိုင်သွားကျင်နေမှာလေဒီလေအဲ့လိုဘာလို့လဲဆိုကိုယ်တိုင်သွားပြီးတော့အားပေးကျင်တာအချင်းချင်းဘာဖြစ်အားပေးလိုက်တဲ့အားပေးစကားတစ်ခုကလည်းအများကြီးခွန်အားဖြစ်စေဘောနော်ဒါငွေကြေးတွေဟိုကုညီမှမဟုတ်ဘောနော်ဒါကိုကိုပြောလိုက်တဲ့စကားလေးတစ်ခုကိုအားပေးလိုက်တဲ့ဟာလေးတစ်ခုကလည်းအများကြီးခွန်အားဖြစ်စေရဆိုတော့ဘောနော်ဝိုင်းဆိုရင်ကိုယ်တိုင်ရအောင်လို့သွားတယ်သွားပြီးတော့ဒါအားပေးစကားလေးတွေပြောဖြစ်တာဘောနော်အဲ့တော့ဟိုဒါအကုန်လုံးကလည်းတူတူပါပဲခံစားရတာချင်းအကုန်လုံးလည်းတူတူပဲဆိုတော့ဘောနော်အဲအတင်းထားပါလို့ပဲပြောနိုင်တာပေါ့ဟုတ်ဟုတ် ဟုတ်တယ်ဟိုဟာလေကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုပဲမန္တလေးမှာရှိရတဲ့ဒီအမျိုးတွေအဲတငယ်ချင်းမိတ်ဆွေတွေဆိုရင်ဖုန်းဆက်ပြီးတော့တက်နိုင်တဲ့လောက်ပေါ့နော်အလန်းပြီးတော့အပေးစကားတော့ပြောဖြစ်တယ်အာဘာလို့လဲဆိုတော့ခုနညီမလေးပြောလို့ပဲညီမလေးကမှဒါမြေပြင်လုံးသွားပြီးတော့ကိုတိုင်းကိုကြသွားပြီးလူနိုင်တယ်အပေးနိုင်သေးတယ်အကိုကြတော့ဒီဘက်မှာလည်းတကယ်ဟိုကိုအလောက်ကလည်းဖြတ်လို့မရဖြစ်နေတဲ့အတွက် ဟိုတကယ်သွားပြီးသွားတဲ့လူတွေလည်းတကယ်ကျေးဇူးတင်တယ်ပြီးတော့ဒေါက်တာကင်ဆယ်ပြီးအကူအညီပေးတဲ့သူတွေလည်းတကယ်လည်းလေးစားတယ်ကျေးဇူးလည်းတင်တယ်ဒါကိုမလုံနိုင်တဲ့အလုပ်ကိုလုပ်ပေးတာဆိုတော့လေအဲ့တော့ဟိုထပ်ပြီးတော့လည်းဟိုဒီကနေပြီးတော့ဗောနော်ဒါအားပေးစကားလည်းထပ်ပြောခြင်းပါတယ်ဟိုအတင်းထားပါလို့ဟုတ်